စစ်ကောင်စီကနိုင်ငံနေရာနှံ့ကိုလေကြောင်းအုံပြတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီးစစ်ရေးပြတ်မှတ်မဟုတ်တဲ့အရက်သားတွေနေထိုင်တဲ့ကျေးရွာတွေကစာတင်ကျောင်းတွေနဲ့ဆေးရုံဆေးကန်းတွေကိုအများဆုံးတိုက်ခိုက်နေတယ်လို့လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါဗျ။ဒီဘီဘီကကောက်ယူရရှိထားတဲ့စည်ရင်းတွေအရအာနာသိမ့်မီ၄နှစ်ကျော်ကာလအတွင်းစာတင်ကျောင်းပေါင်း333ကျောင်းတိုက်ခိုက်ခံခဲ့ရပါဗျ။ တပရင်းမြို့နယ်အိုးတိမ်တွင်ကျေးရွာစတင်ကြောင်းကိုမေလ12ရက်နေ့ကလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ဆရာမ2ယောက်ပါဝင်ចောင်းသားចောင်းသူစုစုပေါင်း24ယောက်တည်ဆုံခဲ့ပါတယ်။ एनयूजी အစိုးရအနေနဲ့လေချောင်းရံကာကွယ်ရေးအစီအမံတွေနဲ့ဘုံခိုခြင်းတွေလှုပ်ဆောင်နေပေမဲ့လုံလောက်တဲ့ဤပညာနဲ့ကရိယာတွေမရှိတဲ့အတွက်ကြိုတင်တတိပေးချက်ထုတ်တဲ့အခါထိရောက်မှုမရှိတာတွေလည်းကြုံနေရတယ်လို့ သမရာယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါတယ် What were you doing is we trying to give the education ။နေမီဒီသားပေါ်မူတည်ပြီးတော့ကလေးငယ်တွေနဲ့လူငယ်တွေကိုလေချောင်းရံကာကွယ်ရေးပညာပေးမှုတွေကျွန်တော်တို့ဆောင်ရွက်နေပါတယ်။လုံခြုံရေးအရဆိုရင်လည်းပြည်သူတွေအထူးသဖြင့်ကလေးငယ်တွေကိုအသက်နိုင်ဆုံးလုံခြုံစေဖို့ကြိုးစားပါတယ်။ဘုံကိုချင်းတွေကိုလည်းတူးပေးနေပါတယ်။ဘုံချင်းမဲ့လင်းလာတာနဲ့ចောင်းသားတွေပြည်သူတွေကိုသတိပေးနိုင်ဖို့လည်းကြိုးစားပါတယ်။ဒါပေမဲ့လည်းပဲကျွန်တော်တို့မှာလုံလောက်တဲ့နေပညာနဲ့ကရိယာမရှိတဲ့အတွက် ကြိုတင်သတိပေးချက်တွေထုတ်တဲ့အခါထိရောက်မှုမရှိတာတွေလည်းရှိပါတယ်။အခုဖြစ်ရက်ကတက်တည်ပါပဲ။ကျွန်တော်တို့ကာကွယ်နိုင်ခဲ့တဲ့ဖြစ်ရက်တွေလည်းရှိပါတယ်။ So but as you know အစိုးရအနေနဲ့လည်းလေချောင်းရံအပြည့်အဝကာကွယ်နိုင်ဖို့အတွက်အကန့်အသတ်တွေအများကြီးနဲ့ရင်ဆိုင်နေရတယ်လို့ဆက်ပြောပါရယ်။စကိုင်းတိုင်းတဲကိုလေချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတဲ့အတွက်ဆလင်းကြီးမြို့နယ်မှာတော့ဂျာကာလာပညာရေးအကျောင်းတွေကိုယာယီပိတ်ထားရတယ်လို့မြို့နယ်ပညာရေးတာဝန်ခံကပြောပါရယ်။ ကျေးလို့နယ်လေဟာပေါ့ယာယီယာယီကျောင်းပိတ်ထားတယ်တမျိုးနယ်လေဖြစ်ပြီးမဲ့တကြောင်နဲ့တကြောင်ကတော့မတူဘူးပေါ့တချို့တွေကမနှခင်တက်တက်ကျောင်းရှိတယ်တချို့တွေကနေ့လယ်ပိုင်းမှာတက်တက်ကျောင်းရှိတယ်ပေါ့ဒီသတင်းကတော့အကုန်လုံးပြန့်သွားတာဖြစ်တဲ့အတွက်မိဘတွေလည်းသိတယ်ကလေးတွေလည်းသိတာပေါ့ပြီးတော့ကျတော့သူတို့အနေနဲ့စာတင်ကျောင်းထက်ရရွာလေးထဲမှာလေးကြောက်ကြစနေနဲ့တင်ဖို့အဲ့ဒါလေးတွေအာယုံကြလိုက်ကြတယ်ပေါ့လေသူတို့အနေနဲ့ကျေးလို့တော့ခဏတဖြုတ်ရန်နာတာပဲရှိတာပါသူတို့ကကြောက်အောင်ကြောက်လဲရက်တော်မှာတော့မဟုတ်ဘူးမရရတဲ့နည်းနဲ့ပဲဆက်လက်ပြီးတော့ င်ကြားရေးကတော့အပြတ်မခံပါဘူးပြင်းသွားမှာပါမြန်မာနိုင်ငံအလဲပိုင်းညာဒေတာဟာအကွဲကနဲတဲ့အတွက်လေကြောင်းတိုက်ခိုက်မှုတွေပါထိခိုက်မှုပိုများရတာဖြစ်တယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကသုံးသပ်ပါတယ်ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လေကြောင်းတရင်ကိုစကားပြောဆက်အိုင်ကိုနေကတဆင်ပြည်သူရေးစီအချိန်နဲ့မျှပေးပို့နေပြီးပြည်သူနေအိမ်တွေနဲ့စာတင်ကြောင်းတွေမှာလည်းဘုံခုချင်းတွေမဖြစ်မနေတူးထားကြဖို့အတိပေးထားပါတယ် စာတင်ကျောင်းတွေမှာတော့ဒီလူအများစုရှောင်နိုင်တဲ့ဘုံခိုခြင်းတွေတူးကြတာရှိတယ်။ကျောင်းတော်ရဲ့ဘေးဘက်လယ်တွေမှာဆက်သွယ်ရေးမြောင်းတွေပေါ့တူးပြီးတော့ ရောင်းနေတယ်မှာဆင်းရှောင်ခိုင်းတာမျိုးလေးနောက်တစ်ခါလေးချောင်းချက်ပြီးခေါင်းလောင်ထိုးတာနဲ့ဘေးလွရကိုအလင်းမြန်ရှောင်တိန်နိုင်တဲ့လေ့ကျင့်ခန်းလုပ်တာတွေပေါ့ဒါမျိုးတွေကျွန်တော်တို့ပြင်ဆင်ကြတာရှိတယ်ခုကလည်းစာတင်ချောင်းတွေပြစ်မှတ်ထားပြီးတိုက်ခိုက်ခံရတဲ့အခြေအနေဖြစ်တယ်ဗျာဟောတကယ်ဗျာရက်သားစစ်စစ်တွေစာတင်တဲ့နေရာကိုကျန်းကျုပ်ဆုံးအရက်ဆက်ဆုံးလက်နက်တွေနဲ့လေးချောင်းအသာတိယူပြီးတော့ပြစ်ကတ်ချိန်မုန်းနေဆိုတဲ့ကိစ္စကတော့တော်တော်လေးကိုဒါလူမဆန်တဲ့ကိစ္စရဖြစ်တာပေါ့ရက်သားတွေပေါ်တိုက်ခိုက်မှုတွေစက်တိုက်လှုပ်ဆောင်နေပြီး ်ဆေးရဆူးမှုတွေကျူးလွန်နေတဲ့စစ်ကောင်စီကိုကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့လက်တွေ့ကြတဲ့အရေးယူဖိအားပေးမှုတွေလှုံ့ဆော်မှု NUG ကတောင်းဆိုထားပါတယ်။ကျမသီရီပါ။